ားလုံးမင်္ဂလာပါ Going by YouTube channel တော်တော် channel နေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်အဲ့တော့ကျွန်တော်တို့တွေမနေ့က Germany Go out တပွဲကောင်းလေးကညီကိုတို့တို့ဒါအဆင်ပြေသွားတဲ့အတွက်ကျွန်တော်အနေနဲ့ဝန်သာပါတယ်ကျွန်တော်တို့ဒါ Telegram free channel join လာတဲ့ညီကိုတွေဗျာပြီးပက်ကင်ညီကိုတွေကတော့မနေ့ကကျွန်တော်လေးပွဲရွေးချယ်ပြီးခဲ့တယ်နှစ်ပွဲနိုင်နှစ်ပွဲရှုံးရလက်လေးနဲ့တကြီးတော့ကြားခဲ့တယ်ဒါပေမဲ့ကျွန်တော်ဒီ video လေးကိုတပွဲကောင်း video လေးကြည့်ပြီးတော့ like ဆောင်မယ်ဆိုတော့အပေါင်းလေးတော့ပပလေးကိုပြမှာပေါ့နော်ဒီနေ့မှလည်းပွဲစဉ်တွေကအများကြီးပဲ brother တို့ပဲပွဲကြီးပွဲကောင်းတွေအများကြီးတဲမှာမှာကျွန်တော်ကတော့ ထုံးကန်တိုင်းပဲအဓိကကျွန်တော်တို့ကနိုင်ဖို့ပဲအရေးကြီးတယ်အပေါင်းပြဖို့ပဲအရေးကြီးတယ်ဆိုတော့လူကြိုက်နေတဲ့ Bosnia နဲ့ Romania ပွဲလေးကိုလူတို့ချင်းနဲ့သုံးသပ်ပေးခြင်းနဲ့လက်ရှိပေးရတဲ့ Bosnia နဲ့ချိန်မှဆိုမနက်ပိုင်းမှဆို Bosnia ရော level 30ပေါ်ရီဈေးနဲ့ပေးထားပြီးတော့ဂူပေါင်းဈေးထဲမှာတော့ကျွန်တော်တို့နှလုံးအနုပ်60ဂူပေါင်းဈေးကိုပေးထားကျွန်တော်မြင်ရတယ်အခုလက်ရှိကျွန်တော်ပြောနေတဲ့အချိန်မှာ Bosnia ရဲ့ ပေါ်ရီစီနဲ့ဒီ level 30လောက်ကိုကျွန်တော်ကြသွားတာမြင်ရတယ်ဂူပေါင်းစင်းထဲမှာကျွန်တော်တို့နှလုံးအနုတ်30ဆိုတော့ body စီရောဂူပေါင်းစီရောထိုးကြတာမြင်ရတယ် brother တို့ဒါအဲ့ဒါဘာလဲဆိုကျွန်တော်တို့မနေ့ကကျွန်တော်တို့ပိုလန်နဲ့ခံခဲ့ပြီးသွားပြီเนาะပိုလန်နဲ့ကျွန်တော်တို့ခံခဲ့ပြီးသွားပြီအဲ့တော့ဒီနေ့မှလည်းဘလို့တွေလုတ်ဝုံးမလဲအဲ့ဒါကျွန်တော်စဉ်းစားရမယ်ဘော့စနီးယားဒီအခု group h မှာဆိုအဆင့်နှစ်နေရာကိုရပ်တည်ထားတယ် playoff ကိုဝင်ဖို့အတွက်ကလည်းသူ့အနေနဲ့နေရာရတာပြီးသားအဲ့တော့အောက်စုဘူဖြစ်တဲ့ကျွန်တော်တို့ Australia ကိုအမိလိုက်ဖို့အတွက်ကတော့ဒီနှစ်ပွဲကို Bosnia အနေနဲ့အနိုင်ရရှိအောင်ကစားဖို့အတွက်လိုအပ်တဲ့အနိုင်ရရှိအောင်ကစားဖို့အခွင့်အရေးတွေရှိတယ်။ဟုတ်ပြီအဲ့တော့သူတို့ရဲ့ခြေစွမ်းကျွန်တော်ကြည့်မယ်ဆိုရင်နောက်ဆုံးကစားခဲ့တဲ့၅ပွဲမှာဆိုရင်၂ပွဲနိုင်ပြီးတော့ကျွန်တော်တို့ဒါ2ပွဲတည်ရကြတာတဲ့ရှုံးဝင်း2ပွဲရှိတာတဲ့အဲ့တော့လက်တလုံးကစားမှာဘော့စရီးနီးယားရဲ့အိမ်ခွေဘော့စရီးတီးယားစီအခုလက်ရှိအိမ်ခွေကာရန်ဖောက်တီး သုံးဝက်စတိုက်တွေကျွန်တော်တို့ဘောလီစီရှုံးနေတာကျွန်တော်မြင်ရတယ်ပြီးတော့လည်းဒါဘော့စရီးနီးယားမှာဆိုအခုလက်ရှိသူတို့ရဲ့ဒါကျွန်တော်ဝိုင်းရကစားသမားတွေဖြစ်တဲ့ဒီစကိုတို့ပြည်ချက်နစ်လိုကစားသမားတွေကလည်းဘော့စရီးနီးယားအတွက်ဒါအတွေ့အကြုံရှိရဲ့ကစားသမားကောင်းနေဆိုတော့ဘော့စရီးနီးယားရဲ့အိမ်မွေးမှာဒီလိုကစားသမားတွေက ဘော့စလိုနီးယားကိုဘယ်လိုမျိုးနိုင်ပွဲတွေရှာဖွေပေးသွားမလဲဆိုတော့ဒီနေ့ညမှာကျွန်တော်စောင့်ကြည့်ရမှာဖြစ်တယ်။အဲ့တော့ကျွန်တော်တို့ရေဒါတစ်ဖက်ကရိုမေးနီးယားကြည့်မယ်ဆိုရိုမေးနီးယားဒီအခုလက်ရှိအဆင့်ဆုံးနေရာမှာယက်တည်ထားတဲ့ဘော့စလိုနီးယားထက်ဒါကျွန်တော်တို့တန်သုံးမှတ်กว่าလာတယ်ဘောတော့သုံးမှတ်กว่าလာတယ်တကယ်လို့ရိုမေးနီးယားဒီဘော့စလိုနီးယားကိုဒီနေ့ညမှာအနိုင်ရခဲ့မယ်ဆိုပလေးအော့နေရာကိုရိုမေးနီးယားကရရှိသွားမှာအဲ့အတွက်ကြောင့်မို့ဒီနှစ်သင်းလုံးအတွက်က ဒူးအော်တိုင်းကစားမဲ့ပွဲ play off မျော်လင့်ချက်ကိုစီရှိတဲ့အသင်းနှစ်သင်းတွေ့ဆုံတာပဲဖြစ်တယ်အဲ့တို့ကြောင့်မလို့ကျွန်တော်ကဒီပွဲကိုအဲစိတ်ကြိုက်ပွဲကောင်းနေတယ်ကျွန်တော်ရွေးချယ်ပေးရခြင်းပဲဖြစ်တယ်ဟုတ်ပြီအဲ့တော့နောက်ဆုံးကစားခဲ့တဲ့ပွဲကိုကြောကြည့်မယ်ဆိုရူမေးနီးယားဒီ၃ပွဲနိုင်ရရှိအောင် ကစားထားတယ်တပွဲရှုံးတပွဲတည့်ကြအောင်ကစားထားတယ်ဆိုတော့ရူမေးနီးယားရဲ့ ဒါရလက်ပိုင်းလေးတွေကဒါမဆိုးလို့ကျွန်တော်ပြောလို့ရတယ်ပြီးတော့လေရိုမေးနီးယားရဲ့ကစားပုံဘရာသာတို့ကြည့်ကြည့်ပါတော်တော်လေးကိုကြစ်လက်တဲ့အပိုင်းဒီမှာပါတယ်ပြီးတော့လေစီကန်းရှိတဲ့အပိုင်းဒီမှာပါတယ်တအူးနဲ့တအူးအချိတ်ဆက်မိမိကစားတာတွေကျွန်တော်တွေ့ရတယ်ဒဂူဝေါင်းဆန်တာတွေမတွေ့ရဘူးပြီးတော့လေကျွန်တော်တို့အကုန်တက်အကုန်စင်စော့ပြီးတော့ကစားတာကိုကျွန်တော်တွေ့ရတယ်အဲ့လိုကြောင့်မို့ရိုမေးနီးယားကဒီနေ့ညမှာဆိုဘော့စတရီးယားထက်သာရိုမေးနီးယားကပို့ပြီးတော့ကျွန်တော်တို့ညီကိုတွေအကြိုက်တွေ့မယ်အသိန်းဖြစ်ကျွန်တော်တို့ ထင်နေမြင်နေကျွန်တော်ကိုယ်တိုင်းစားလဲရိုမီးနီးကိုကြိုက်ရိုမီးနီးယားကိုကျွန်တော်ကိုယ်တိုင်းစားလဲကြိုက်တယ်ဗျာအတူကကျွန်တော်တွေ့ဆုံလာတဲ့ဇီနန်လင်ကြောကြည့်မယ်ရိုမီးနီးယားအဲ့ဒီမှာရိုမီးနီးယားဒီ level တရားဘောလီဇင်းနဲ့ပေးရတာခဲ့တာအဲ့ဒါကိုအခုလက်ရှိဒီကျွန်တော်ဘော့စမီးနီးယားက level 20 level 30ဇီနန်ပေးထားတယ်ဆိုတော့မပေးရတဲ့ပုံစံမျိုးကျွန်တော်ဖြစ်နေတာကျွန်တော်မြင်ရတယ်ပြီးတော့ဟတ်တူကတွေ့ဆုံမှုတိုင်းမှာလဲရိုမီးနီးယားက ဘော့စ်ရင်းနီယားကိုအသာစီးရနေတာကျွန်တော်မြင်ရတယ်အဲ့တို့ကြောင့်မို့ကျွန်တော်ရဲ့စိတ်ကြိုက်ဒီပွဲကောင်းကိုရွေးချယ်ပေးပါဆိုရင်တော့ကျွန်တော်ကတော့ဟက်တူဝက်ဘော်ဒီဇီဒန်လေးရဲ့အခုလက်ရှိခြေစွမ်းလေးရဲ့ပြီးတော့လေ လိုအပ်ချက်လေးတွေကအမတ်လိုအပ်ချက်လေးတွေကြောင့်ပို့ပြီးတော့ဟိုအင်ပြစ်အားပြေကစားမှာကရူမေးနီးယားကစားမှာပဲဖြစ်တယ်ရူမေးနီးယားအတွက်ပလေးအော့ဝင်ဖို့အတွက်ဒူးအော်တိုင်းကစားမှာဖြစ်လို့လည်းကြောင့်မို့ကျွန်တော်စိတ်ကြိုက်ပွဲကောင်းမှာတော့ကျွန်တော်ကတော့ရူမေးနီးယားဘော်လီနဲ့ပဲယက်တိချင်တဲ့ရူမေးနီးယားဘော်လီလေးပဲကြိုက်ပါတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ ဒီနေ့မှပွဲစဉ်တွေကအများကြီးပဲဖြစ်လို့တကြောင်မို့ညီကိုများသည်လက်ဆောင်မောင်းတွဲများပြီးတော့လည်းတပွဲကောင်းနှစ်ပွဲကောင်းသုံးပွဲကောင်းပွဲတွေလိုချင်နေဆိုရင်ကျွန်တော်ရဲ့ Telegram free channel လေးကို join ရမှာ Telegram channel မသိဘူးဆိုရင်ကျွန်တော်ရဲ့ bio လေးဒီမှာတင်ထားတယ်။အဲ့တော့ဒါမှမဟုတ်လေကျွန်တော်တို့ direct လာပြီးတော့ညီကို Telegram free channel link လေးကျွန်တော်ပေးပါလားဆိုပြီးတော့ပြောလို့ရတယ်ဗောနော်။အဲ့တော့ Viber number လည်းချပေးထားတယ်။အဲ့တော့အစီအမည်နေရာမှာလာပြောပြီးတော့ကျွန်တော်လာဆက်သွယ်လို့ရတယ်ကျွန်တော်တို့ဝဲကမ်းပဲလက်ကြီးပဲဖြစ်ဖြစ်လက်သေးပဲဖြစ်ဖြစ်အကုန်လုံးကျွန်တော်စီရောက်လာရင်ကျွန်တော်ရဲ့ညီကိုတွေပဲ ဲ့တော့ကျွန်တော်တို့ရေအကုန်တူတူ fight ကြမယ်ဒီလိုဒီလို level တစ်ခုမှာကျွန်တော်တို့ရေဒါတူတူ fight ကြမယ်အဲ9လည်းပျော်ပဲရှုံးလည်းပျော်ပဲ9ရင်အများကြီးနိုင်မယ်ရှုံးရင်ကျွန်တော်နည်းနည်းပဲရှုံးမယ်ဆိုတော့ဒီကျင့်ကျင့်စဉ်လေးကိုကျွန်တော်ကျင့်မယ် ညီကိုများဒီနေ့တဲ့ဘွယ်ကောင်ပွဲစဉ်လေးကိုလိုချင်နေဆိုရင်ဒါကျွန်တော်ရဲ့ YouTube channel တော် channel လေးကို like subscribe လုပ်ပေးတာပါ follow လေးလုပ်ပေးတာပါအဲ့တော့ပြီးတော့အသေးလေးလေးလည်းများများလေးလေးပေးပါတော့ TikTok မှာကြည့်နေတဲ့ညီကိုတို့ဆိုအသေးလေးလေးများများပေးဟုတ်ပြီပြီးတော့လည်းဘလူးညံပေါ်တဲ့ကိစ္စမှာညီတို့ဒီမွေးကြေးပိုင်းကိုတရားရခံလုံးယုံကြည်ချင်နေဆိုရင်ကျွန်တော်ကိုယ်တိုင်50တရားစာအာမခံထားတဲ့အာမခံချက်ရှိတဲ့ကျွန်တော်စုံလာပေးထားတဲ့ YouTube မှာလာရောက်စော့ကစားနိုင်တယ်လာရောက်စော့ကစားယုံနေတဲ့ညီကိုတို့ဒီ premium ပြန်ပြီးပွဲများကိုတရားတည်ဆောင်လုံးရရှိမှာပဲဖြစ်တယ်ပြီးတော့လည်းထိုင်းရောက် တဲ့ညီကိုများထိုင်းပန်ရှိုံနဲ့စော်ကားသားနိုင်တဲ့ကြောင့်ကျွန်တော်ဒီနေရာလေးသတင်းကောင်းပိုင်ပါတယ်ထိုင်းနိုင်ငံရောက်နေတဲ့ညီကိုများကိုဒါကျွန်တော်အနေနဲ့မေတ္တာတုတ်ပြန်တော့အားဖြင့် player version အင်ဂျီပေါ့နော် player version အင်ဂျီကျွန်တော်လက်ဆောင်ပြန်ပေးနေပါတယ်ခုနှစ်ရက်အတွင်းထိုင်းနိုင်ငံဘယ်လီယမ်ဆိုကျွန်တော်အနေနဲ့ပို့ဆောင်ပေးနေပါတယ်ဆိုတဲ့ကြောင်းထပ်ပြီးတော့ပြောချင်တယ်ကျွန်တော်ဒီမှာတော့ဒါ VIP package ညီကိုတွေဒါ premium ပွဲတွေကိုဝယ်ထားတဲ့ညီကိုတွေဆိုများစွာရှိပါတယ်မြန်မာနိုင်ငံညီကိုတွေထိုင်းညီကိုတွေမလေးရညီကိုတွေကိုရီးယားညီကိုတွေဂျပန်ညီကိုတွေ ဲ့တော့သူဒီညားနေစုံမောင်းတောင်းပေးလိုက်ပါတယ်ညီကိုမြစိတ်ချမ်းသာညီကိုကျမညီနဲ့ပြည့်စုံပြီးတော့ညီကိုရဲ့လုပ်ငန်းခွင်မှာအနေနဲ့ဘေးရှင်းကြပါသလိုပြောချင်နေပဲဒီညကျွန်တော်စိတ်ကြိုက်တပွဲကောင်းမှာတော့ရိုမေးနီးယားဘော်ရီတပွဲကောင်းလေးရွေးချယ်ပေးနေပဲကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်လည်ပြီးတော့ဆုံကြပါမယ်အားလုံးပဲအပေါင်းပြန်ကြပါစေခွန်လပါ